နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မှာဒကြံကာလအတွင်းလူစုလူဝေးနဲ့ဒကြံမပြုတ်လောက်ကြရန်အချက်ပါဝင်နဲ့ဒကြံကာလလိုက်နာရမယ့်စီကကြအများကိုအရခတက်တော်အေအေကရခိုင်ပြည်သူများကိုအတိပေးထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အဲ့ဒီလိုက်နာရမယ့်စီကံချက်များကိုအရခတက်တော် AA ရဲ့စီယုံချုပ်ကရခိုင်ပြည်သူများဓာတ်ရိုက်အသိပေးထုတ်ပြန်ထားခြင်းမဟုတ်ဘဲသက်ဆိုင်ရာမြို့နယ်အလိုက်တာဝန်ရှိသူများထံကို AA ရဲ့စီယုံချုပ်ကညွှန်ကြားထားခြင်းဖြစ်တယ်လို့သိရပါဗျ။မြို့နယ်အလိုက်အရခတက်တော်အုပ်ချုပ်ရေးအဖွဲ့များကနေတဆင်ရခိုင်ပြည်သူများကိုထပ်ဆင့်ညွှန်ကြားအသိပေးထုတ်ပြန်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အရခတက်တော် AA ရဲ့ကြံကာလအတွင်းမှာပြည်သူများလိုက်နာရမယ့်အချက်များဟာ လူစုလူဝေးနဲ့တကြံမတ်တပ်ပြုတ်လုပြီးတော့ရေကစားခြင်းမျိုးမပြုတ်လို့ရလူအများအပြားစီးနေပြီးတော့ကားများနဲ့လှည့်ပတ်ခြင်းမပြုတ်လို့ရတရွာနဲ့တရွာကားများနဲ့ကခုံခြင်းများမပြုတ်လို့ရတို့ပါဝင်တယ်လို့သိရပါတယ်ဒါအပြင်ဖုံးတော်ကြီးအကြောင်းများမှာဥပုပ်သီလစောက်တည်ခြင်းများကိုမလုပ်ရအလူအတန်းပွဲတော်များကျင်းပပြုတ်လုပ်ခြင်းများကိုမလုပ်ရလူစုလူဝေးဖြစ်တဲ့တချင်းစုံပွဲများကိုလည်းမလုပ်ရ မြို့ရွာများထဲမှာစောင်းပေါက်များဖွင့်လှစ်ပြီးတော့စူးစူးညံ့ညံ့မပြုတ်လို့ရစတဲ့အချက်အလက်များလည်းပါဝင်တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မှာတချံကာလကိုလုံလုံခြုံခြုံပျော့ပျော့ရွှင်ရွှင်နဲ့လွတ်လပ်စွာကျင်းပခွင့်မရရှိတာဟာ2018 2019ခုနှစ်ကတည်းကဖြစ်ပြီးတော့အဖြစ်သဘောသာပြုတ်လို့ကျင်းပမှုများနဲ့တချံကာလကိုဖျက်ဆီးနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။